ကဲအခုဖြစ်လာတဲ့ပြဿနာပါနော် NUG ပြည်သူ့အစိုးရနဲ့ဘိုနဂါရဲ့ကြားမှာနော်အော်ဝေဖန်မှုတွေပေါ့ပြည်သူလူထုတွေထောက်ပို့တွေနော်ဝေဖန်နေတဲ့အဖန်နော်နားထောင်ကြည့်ဘယ်ထောက်ပို့ကသူကဘယ်ဘက်ကိုယက်တီတာလဲသူရဲ့ယက်တီချဲဘက်မှာလဲသူရဲ့ဥတီချဲဘက်မှာလဲဆိုတာအခုကိုမိုက်ကယ်နဲ့ကိုစီရဲ့နှစ်ယောက်ပေါ့နော်သူတို့ပြောလာတဲ့စကားနှစ်ယောက်ကသူတို့သွားတဲ့လမ်းစဉ်နှစ်ယောက်စလုံးကတူလားမတူလားဆိုတာနော် သွားပြီးတော့နားထောင်ပေးကြပါเนาะဘသူကမားလဲဘသူကမန်လဲမမကပြည်သူဘက်မှာပဲပြည်သူအစိုးရဘက်မှာနဲ့ပြည်သူဘက်မှာနဲ့ပြည်သူကာကွယ်ရေးတပ်မတော်ဘက်မှာပဲမမကပဲတဆင်ထောင်လဲနဲ့ကရင်ဖွဲ့အစည်းဘက်မှာမမကပါဘူးเนาะမမကပြည်သူဘက်မှာပဲအခုဒီကိုမိုက်ကဲနဲ့ကိုစီပြောတဲ့စကားလုံးကနှစ်ယောက်စလုံးကဘသူနှစ်ယောက်စလုံးပေါ့เนาะပြောတဲ့စကားကိုသွားပြီးတော့နားထောင်ကြည့်เนาะဘသူကမားလဲဘသူကမန်လဲโอเคเนาะဝေဖန်လို့ရတယ်โอเคအခုဘုန်းကဘာမှတောက်တော့ဖွဲ့ရမှာဖြစ်တယ်ဘာဖြစ်သွားမှာလဲ ။ဘာဖြစ်သွားမလဲဆိုတော့ကိုစီရေကိုမိုက်ကဲမေးတဲ့မေးခွန်းကိုဖြေပေးပါစေ။မာတတ်မတော်တီထောင်တာကိုထောက်ခံတယ်ဆိုတဲ့မန့်မဖြစ်ပါနဲ့။ကျွန်တော်မထောက်ခံပါဘူး။ဗမာလူမျိုးတစ်ယောက်တည်းအတွက်တတ်မတော်ရှိရမှာမဟုတ်ဘူး။မြန်မာနိုင်ငံမျိုးပုံတစ်ပုံလုံးအတွက်တတ်မတော်ရှိရမှာ။အဲ့ဒီလူမျိုးတစုကိုတတ်မတော်ဖြစ်လာတာဒီကောင်းတဲ့လက္ခဏာမဟုတ်ပါဘူး။အော်ဟုတ်ကဲ့ကိုစီ။ကျေးဇူးတင်ပါတယ်ဖြည့်ပေးတဲ့အတွက်။ကိုမိုက်ကဆက်ပြီးတော့ပြောလို့ရတယ်နော်။ ူရဲ့လုံဆောင်ချက်ကိုကြည့်လေသူရဲ့လုံဆောင်ချက်ကိုရင်ကြည့်ဟဲ့လားတိုင်းရင်သာဖြစ်တိုင်းရင်သာဖြစ်ဖြစ်ဘယ်ပဲဖြစ်ဖြစ်မအေလို့ဒီချိန်မှာတွန်းလာမယ်ဆိုဘာတိုင်းရင်သာဖြစ်ဖြစ်တဲ့တိုင်းရင်သာဒီတောက်လို့ခွင့်ပြဘာသာတောက်လို့ခွင့်လို့ရအောင်လားโอเคကိုစီကြားတဲ့အတိုင်းပဲနော်တိုင်းရင်သားတွေကနော်ရှစ်ခေတ်ဆက်ဆက်စစ်ဆိုးရခင်မှာစန့်ကျင်တော်လှန်လာလို့တိုင်းရင်သားဒီအမီတွေနဲ့လက်နက်ကైအဖွဲတွေပေါ်လာတာဒီကျွန်တော်နိုင်ငံငြင်းငြမ်းခဲ့တာမငြင်းငြမ်းခဲ့ဘူးလားအဲ့ဒါလက်တွေ့ပဲဘာ စည်းနေတဲ့ဘာမှအမိကလည်းတို့တို့ဖွဲ့လို့မရဘူးလားဝေဖန်မှုတွေအမျိုးမျိုးခင်ဗျားတို့ကတကယ်ရေတော့ပေါအောင်ချင်တာမဟုတ်ဘူးဝေဖန်မှုဆိုတာကနော်သူ့ဘက်မှာစစ်တယ်လို့ကိုယ့်ဘက်မှာလည်းစစ်တယ်နော်အရေးတော့ပေါ့အောင်မြင်ဖို့ကဒီတော်လိုင်းတဲ့မှာပါဝင်တဲ့နော်ပြည်သူလူထုတွေလက်နက်ကန်သမားတွေနော်ဟိုထောက်ဖို့တွေအားလုံးကလိုချင်တယ်စစ်မှန်တဲ့လူတွေအားလုံးလိုချင်တယ်ဒါမဲ့မစစ်မမှန်တဲ့လူတွေရေပေါ်စီတွေတော်လိုင်းရေကိုဗန်ပြနိုင်ငံရေကိုဗန်ပြတဲ့လူတွေကဒီအရေးတော့ပေါ့အောင်မြင်ဖို့ကသူတို့မလိုလားချင်ဘူးနော်အဖြတ်သမားအဖွဲ့တွေတစင်ထောင်အဖွဲ့တွေအာဏာယူဖွဲ့ဆိုရင်လောကသူတို့မလိုလားချင်ဘူး နော်ဒါမဲ့မှမိုးပြည်သူလူထုတယောက်တင်နဲ့ဒီအရေးတော်ပေါ်အမြန်အောင်မြင်ဖို့နော်မမိုးကစူးစမ်းနေတယ်နော်တော်လိုင်းရစ်ကိုဖျက်လို့ဖျက်စီအောင်လုပ်တဲ့အဖွဲ့အစည်းတွေမှမိုးတို့လက်မခံဘူးโอเคကိုစီဆက်ပြောပါစင်ဖြစ်ကမှဒီကျွန်တော်တို့ကလူမျိုးစုတစုတည်းအတွက်တတ်မတော်ဖြစ်ကမှမဟုတ်ဘူးတနိုင်ခံလုံးအတွက်တတ်မတော်တစ်ခုဖြစ်ကမှအဲ့ဒီတတ်မတော်ဒီတနိုင်ခံလုံးမှရှိတဲ့တိုင်းသားပြည်သူအားလုံးကိုလုံခြုံမှုအပြည့်အဝပေးနိုင်တဲ့တတ်မတော်ဖြစ်အောင်လုပ်ကမှပါအဲ့ဒီအပေါ်မှာပဲအားပေးကြပါအဲ့ဒီအပေါ်မှာထောက်ခံကြပါ ကျွန်တော်နိုင်ငံမှာ135မျိုးတော့လူတိုင်းသားတွေရှိတယ်လူဦးရေလူတစ်မျိုးကိုတက်မတော်တစ်ခုတည်ထောင်မယ်ဆိုအဲ့ဒီနိုင်ငံဘယ်တော့မှငြိမ်းချမ်းလို့မရတော့ပါဘူးဟုတ်တယ်နော်အဲ့တော့ကျွန်တော်နိုင်ငံမှာဖြစ်ကြတာဒီပြည်သူအလုံးကရွေးချယ်တင်မြှောက်တဲ့အစိုးရကအုပ်ချုပ်ပြီးတော့တိုင်းသားလူမျိုးဘောင်းဆုံးပါဝင်တဲ့တက်မတော်ကြီးကနိုင်ငံတာဝန်ကိုထမ်းဆောင်ရမှာဖြစ်ကြမှာပါလက်ရှိနိုင်ငံကိုကိုစားပြုထားတဲ့တက်မတော်ဒီ တိုင်းသားပြည်သူအားလုံးကိုမကာဝယ်ပေးဘဲနဲ့စစ်ကောင်းဆောင်လူစုရဲ့အကျိုးကျေးဇူးကိုကာဝယ်ပေးနေတဲ့အတွက်လက်ရှိအချိန်မှာပြည်သူနဲ့စစ်တပ်ကတိုက်ပွဲပြန်ဖြစ်နေတာအဲ့ဒီအနေထားမှာတော်လှန်ရေးအင်အားစုတွေကြောင့်ညှိနှိုင်းလို့မရအောင်လမ်းကြောင်းတစ်ခုပေါ်တွန်းတင်ပေးနေတာကိုတတိပြုကြပါဘာကြောင့်လဲအဲ့လိုညှိနှိုင်းလို့မရမှာဟဲ့ဒီတော်လှန်ရေးကြာရှည်မယ်တော်လှန်ရေးကြာရှည်တာနဲ့အမျှပြည်သူဘက်ကအားနည်းလာမယ် ပြည်သူဘက်ကအားနည်းလာလို့ရှိရင်စစ်ခေါင်းဆောင်တွေသူတို့ကိုကြိုးအတွက်ဒီနိုင်ငံတတ်မတော်ကိုအတုံးချပြီးလှုပ်ချင်တိုင်းလှုပ်ခွင့်ရနိုင်မယ်။တော်နိုင်ဘယ်တော့မှအောင်မြင်မှာမဟုတ်ဘူး။အဲ့တော့ဖြစ်ကမာဒီဗမာလူမျိုးရေးတတ်မတော်လည်းမဟုတ်ဘူး၊ကရင်လူမျိုးရေးတတ်မတော်လည်းမဟုတ်ဘူး၊ရခိုင်လူမျိုးရေးတတ်မတော်မဟုတ်ဘူး။အဲ့ဒီလူမျိုးတွေအားလုံးလူမျိုးရေးအတွက်အဲ့ဒီလူမျိုးတွေအားလုံးရဲ့အသက်အိုးရင်စည်းစိမ်ကိုအပြည့်အဝလုံခြုံမှုပေးနိုင်တဲ့တတ်မတော်ပဲဖြစ်ကမယ်။ ဘယ်လူမျိုးမှတကြက်ပို့စရာမလိုဘယ်လူမျိုးမှတပြားပို့ပြီးလူဘဝစရာအကြောင်းမရှိဘူးအားလုံးကဒန်းလူညီမျှဖြစ်ကြမယ်အဲ့ဒီစနစ်ကိုမလိုချင်ကြဘူးလားလိုချင်ကြတယ်ဆိုရင်လူမျိုးခွဲခြားမှုဘာသာခွဲခြားမှုလောက်ရတဲ့ဘယ်တော့မှအာမပေးမှရမယ်အဲ့ဒါအဖြေပဲတောက်ဖို့ကောင်းတယ်နော်ကျွန်တော်တို့နိုင်ငံမှာဒီနေ့ထိမငြိမ်းချမ်းတာအဲ့ဒါတွေကြောက်လဲပါတယ်အဲ့ဒီလူမျိုးတွေဘာသာတွေကိုခွဲခြားပေးပြီးတော့အိမ်ကျအချင်းချင်းအိုးမဲတုတ်ပေးထားတာ တုတ်ခံထိနေတာကိုသတိပြုပေးကြပါဒီတော်လှန်ရေးကကျွန်တော်တို့ရဲ့နောက်ဆုံးတော်လှန်ရေးဟဲ့ဒီတော်လှန်ရေးမှာနိုင်နိုင်ပြည်သူဘက်ကနိုင်နိုင်ပြည်သူဘက်ကမနိုင်ခဲ့ရင်ဘယ်လူမျိုးမှလူစင်မမီစရာဘူးမြန်မာပြည်ကမယုံကြည်လိုက်အခုတော့မှကုံစင်းတော့နေဘလို့ဖြစ်နေပြီတိုင်းပြည်ကဘယ်အဆင့်ထိရောက်နေပြီဒီချိန်ထိကျွန်တော်တို့အတိတ်တရားမရှိကြသေးရင်တော့ကျွန်တော်တို့မျိုးဆက်တွေလက်ထက်မှာကျွန်တော်တို့ကစောက်တုံးမကြတဲ့အဖိုးအဖွားတွေအဖေအမေတွေအဖြစ်နဲ့တမိုင်းတွင်ခံပြလိုက်ဒါကြောင့်မို့လို့ ကျွန်တော်ပြောသလိုပဲအရွယ်ရောက်ပြီးသားအတိရှိတဲ့လူကစပြီးတော့ခေါင်းဆောင်တွေအဖွဲ့အစည်းခေါင်းဆောင်တွေအစုံအထိတစ်နှစ်လောက်ပဲလူစိတ်မွေးပေးကြပါတစ်နှစ်ပဲတစ်နှစ်ပဲမမွေးနိုင်ဘူးလားတစ်နှစ်ပဲလူစိတ်မွေးပေးပြနော်ဟုတ်တယ်မလားလုံနိုင်တဲ့နေရာကတစ်နှစ်လောက်ပဲလှုပ်ပေးကျွန်တော်တို့အားလုံးလွတ်မြောက်ပါလိမ့်မယ်နော်ကျွန်တော်ဆရာလှုပ်တာမဟုတ်ဘူးကျွန်တော်ဟိုကိုတိကိုတက်ပြောတာမဟုတ်ဘူး အရန်ဖြစ်စီခြင်းလို့ကျွန်တော်တို့နိုင်ငံအတွက်မြင်နေရတာတွေကစိတ်မချမ်းသာအခုဆိုကျွန်တော်ဆိုအလွတ်ရှိကျွန်တော်ပြပမှာကျွန်တော်ကကျွန်တော်ကျွန်တော်စီးပွားရေးကျွန်တော်လို့ free နေလို့ရတယ်ဟုတ်တယ်မလားဒါပေမဲ့ရင်သားတယ်ဗျာကျွန်တော်တို့နိုင်ငံပြည်သူတွေပြည်ကမ္ဘာမှာမြန်မာပြည်သားမရှိတဲ့နိုင်ငံမရှိဘူးဘာလုပ်နေကြလဲဆိုတော့ကျွန်ခံနေကြတာဗျာအဲ့ဒါဂုံယူစရာမဟုတ်ဘူးဟုတ်တယ်မလားကျွန်တော်လည်းအဲ့ဒီကျွန်နေတဲ့ကျွန်တယောက်ပဲဒါပေမဲ့အဲ့ဒါဂုံယူစရာမဟုတ်ဘူးဝမ်းနေစရာကြီးဟုတ်တယ်မလားဒါကြောင့်မို့လို့အဓိကကတော့ခေါင်းဆောင်ပိုင်းတွေ အတ္တတွေလျှော့ပါမာနတွေလျှော့ပါငါရှိမှဖြစ်မယ်ဆိုတဲ့เนาะစောက်ကျင့်တွေကိုပြင်ပါဘယ်နေရာမှာငါရှိမှမဖြစ်ဘူးဘယ်လူဖြစ်ဖြစ်ဒါပေမဲ့ငါဘာလှုပ်ပေးရင်တော့ပိုကောင်းမယ်ဆိုတဲ့နေရာပဲရှိတယ်ဟုတ်တယ်မလားဘယ်တော့ပဲလှုပ်နိုင်လှုပ်နိုင်ငါရှိမှဖြစ်မယ်ဆိုတဲ့နေရာမရှိဘူးအဲ့ဒါကိုလူတိုင်းကောင်းနဲ့ထည့်ပြီးတော့ကျွန်တော်တို့တစ်နှစ်လောက်ပဲဝိုင်းပြီးလူစိတ်မွေးလိုက်ကြရင်စစ်အာဏာရှင်အမြင့်ပြတ်ပါလိမ့်မယ်เนาะဒါပါပဲ ဟုတ်ကဲ့အမှန်တရားကိုတင်ပြချပြထောက်ပြတဲ့ကိုစီကိုလည်းအရင်ကျေးဇူးတင်ပါတယ်လေးလေးလေးစားပါတယ်အာကြံနေတဲ့เนาะဟိုလက်နက်ကန်သမားအဖွဲ့အစည်းတွေပေါ့เนาะတစင်ထောင်တဲ့အဖွဲ့လားခွဲထွက်နေတဲ့အဖွဲ့လားเนาะဟိုပြည်သူအစိုးရနဲ့တူတူပြန်လာပြီးတော့ပူပေါင်းပါဝင်ပေးကြပါเนาะလက်တွဲပေးကြပါတစုတစည်းဖြစ်အောင်เนาะဟိုလှုပ်ပေးကြပါပြီးတော့ ကိုကြီးကိုရမနာတွေကိုရအတာတွေကိုစော့ပြီးတော့ပြည်သူပြည်သူရဲ့မျက်နှာထောက်ပြပါပြည်သူလိုချင်တဲ့စစ်မဲ့တဲ့ငြိမ်းချမ်းရေးဒီမိုကရေစီကိုရအောင်လုပ်ပေးပါအာဏာရှင်ကိုလည်းအမြင့်ပြအောင်တိုက်ထုတ်ပေးကြပါလို့မိုးပြည်သူတယောက်နေနဲ့เนาะပြောချင်ပါတယ်အာ အာဏာရှင်ချက်ဆောင်သွားမှငါတို့တီသူတွေလိုချင်တဲ့အရာတွေအားလုံးငါတို့ရမယ်စစ်မဲ့တဲ့အရာတွေငါတို့ရမယ်เนาะအာဏာရှင်မချက်ဆုံးလို့ရှိရင်ငါတို့အခုရတဲ့အရာတွေအားလုံးကမစစ်မမှန်ဘူးเนาะအတ္တိကအာဏာရှင်အရင်ချက်ဆောင်ဖို့လက်နဲ့ကန်သမားအဖွဲ့တိုင်းမှာမှမပြောရှင်းပါတယ်ရှင်เนาะအဲ့လောက်ပါပဲ